ခင်မြတ်တာငမ်းမွန်နေရတဲ့မိုးဆက်ချုပ်ကိုအချိန်ကြာကြီးဖတ်တာပေးခြင်းနဲ့နိုင်လူ ပရိသတ်များလုံးမင်္ဂလာပါရှင် Celebrity MM ကနေပြန်လေးကြိုဆိုလိုက်ပါတယ်။ Imagine ကိုတနားစရာကောင်းတဲ့အလှမဲ့လေးမိုးဆက်ချုပ်ကိုဖခင်တယောက်နေရာကနေထွေးပွေပေးထားခြင်းမာရီလို့ပြောလာသူကတော့နိုင်လူပဲဖြစ်ပါတယ်။မင်းသားချင်းနိုင်လူကလူကျန်းတယောက်ဆောင်တယောက်ဖြစ်နေနာမည်ကျော်ကြားခဲ့ပြီးပရိသတ်တွေကြားထဲမှာတော်တော်လေးကိုအမြင်ကက်စရာကောင်းနေခဲ့တာပါ။သူရဲ့ဇက်ကောင်တွေနဲ့တယောက်ဆောင်ရတဲ့ပုံစံတွေကြောင့်တကယ်ကိုစိတ်သဘောထားမကောင်းနဲ့လူကျန်းကြီးတယောက်ဆိုပြီးတော့လည်းတချို့ကထင်ကြပါတယ်။ဒါပေမဲ့မင်းသားချင်းနိုင်လူကတော့တကယ်ကိုမစိတ်နှလုံးနူးညံ့သူ ဖြစ်ပြီးစာနာထောက်ထားတဲ့စိတ်အပြည့်ရှိကြောင်းအခုလိုမျိုးထုတ်ပြခဲ့တာဖြစ်ပါတယ်။မင်းသားချင်းနိုင်သူကသမီးလေး၃ယောက်ကိုလည်းမွေးဖွားထားခဲ့တဲ့ဖခင်တယောက်ဖြစ်တာကြောင့်တာသမီးချင်းကိုစင်းစာနာစိတ်လည်းရှိနေခဲ့ပါတယ်။ အလမေမိုးဇက်ချိုကတော့သူမရဖခင်ကတမိအဖြစ်အတိမတ်မပြုပင်အတန်ကြားရင်တောင်ဖုန်းချဖြစ်တယ်ဆိုတဲ့အသည့်ရက်ဆက်တဲ့ကြောင့်ရင်ဖွင့်နေကြရပါဒါရီကိုကြားလိုက်ရတဲ့အခါမှာတော့လူချမ်းမင်းသားကြီးနိုင်လူရဲ့အသေးတွေလည်းအေးပြော်သွားခဲ့ပြီးတော့အယန်းကိုတနာမိသွားခဲ့ပါတယ်ဒါကြောင့်ဒီအဖြစ်ပြက်တွေအကုန်လုံးကိုနားထောင်ပြီးရနောက်မှာတော့အလမေလေးမိုးဇက်ချိုရဖခင်တယောက်နေရာကနေသူနေပေးပါမယ်လို့ဝန်ထဲစွာနဲ့ပြောပြလာခဲ့ပါတယ်အလမေလေးမိုးဇက်ချိုကသူမရဖခင်ကနာမည်နှလုံးနဲ့စနေနဲ့ပတ်ဝန်းနဲ့ထိတ်တန်းမင်းသားတယောက် တယ်လို့ပြောခဲ့တာပါ။သူမတို့သားမိကိုသူမအသက်၃နှစ်အရွယ်ကလေးကထားသွားခဲ့တာဖြစ်ပြီးတော့အခုချိန်ထိအဆက်အသွယ်မလုပ်ခဲ့ပါဘူး။သူမဘက်ကဖခင်ကိုတွေးချင်လုံလို့ဆက်သွယ်တဲ့အခါမှာလည်းတမီးအဖြစ်အတိမတ်မပြုတ်ကြောင်းရက်ဆက်စွာနဲ့ပြောနေခဲ့တာပါ။ ဒါကြောင့်ဖခင်ရဲ့မျက်နှာကို TV ဖန်သားပြင်တွေပေါ်မှာတောင်ကြည့်ရှုနေရပြီးတော့အနီးကပ်ကြည့်ရှုပြီးတစ်ခါလောက်တော့ထွေးပိုက်ခွင့်ရခြင်းနဲ့စန်တာလေးကမပြေဝခဲ့ရှာသေးပါဘူး။အခုလည်းဖခင်ကိုတက်နိုင်တဲ့များဆက်သွယ်ပြီးတော့အင်တာဗျူးတွေမှာပြောနေပေမယ့်လုံးဝကိုအဖတ်မလုပ်ဘဲနဲ့ပြစ်ပယ်ထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အင်မတန်ကိုသနာစရာကောင်းလွန်လာတဲ့ဖခင်မြစ်တောင်ငတ်မွတ်နေတဲ့သမီးလေးမိုးဆက်ချိုကိုမင်းသားကြီးနိုင်လူကတော့အသားသမီးချင်းကိုချင်းစာနာစိမ့်နဲ့သနာနေခဲ့တာပါ။သူမှလည်းအသားသမီးတွေရှိတဲ့အတွက်ဒီလိုမျိုးသူသမီးအရွယ်ကောင်မလေးတယောက် ောက်ကိုတကယ်ကိုဖခင်မြတ်တာပေးစွမ်းခြင်းနဲ့စိတ်နဲ့တစ်ခါလောက်ဖတ်ထားပေးခြင်းနဲ့လို့ပြောခဲ့တာဖြစ်ပါတယ်။တကယ်လို့သမီးလေးမိုးဆက်ချိုရဲ့ဖခင်နေရာမှာသူ့ရဲ့နာမည်ကိုအသုံးပြုခြင်းနဲ့ဆိုရင်တောင်ခွင့်ပြုနိုင်တယ်လို့မြတ်တာတရားကြီးမားစွာနဲ့ပြောလာခဲ့ပါသေးတယ်။သူကလည်းစနေနံပါဝင်တဲ့နာမည်နှလုံးနဲ့မင်းသားဖြစ်နေရကြောင်းမိုးဆက်ချိုကိုအဖေအရင်ကဂယူးမဆိုင်ရင်လေသူကတော့ဖခင်နေရာကနေနေပေးသွားတော့မှာဖြစ်ပါတယ်။ လူကျန်းကြီးဆိုပေမဲ့အသေးကတော့မမာနိုင်နဲ့မင်းသားကြီးနိုင်လူကတော့အခုလိုမျိုးသူ့ရဲ့သမီးနဲ့ရွယ်သူဖြစ်နေရဲ့ကောင်းမလေးကိုတနာနေရှာပါရဲ့ဘေးကကြည့်နေတဲ့သူတွေတောင်းတနာနေကြပေမဲ့ ဖခင်အရင်ကတော့ဘလို့စိတ်နဲ့များရက်ဆက်စွာနဲ့စွန့်ပစ်ခဲ့တယ်လေဆိုတာစဉ်းစားမရအောင်ဖြစ်နေကြရပါတယ်။သမီးလေးကတော့သူ့ရဲ့ဖခင်ကိုပပလိုပဲခေါ်နေပြီးတော့အမြဲတမ်းစိတ်မနာနိုင်တဲ့အကြောင်းတစ်ခေါက်လောက်တော့ဖတ်ထားခြင်းတဲ့အကြောင်းတွေကိုပြောနေကြတာပါ။တခါတလေအဆက်အသွယ်လုပ်တဲ့အခါမှာဆိုရင်ဖခင်ဖြစ်သူရဲ့နောင်မိမကဖုန်းကင်တက်ပြီးတော့ကွာရှင်းစာချုပ်ပို့ပေးဖို့အတွက်ကိုလည်းပြောနေကြပါသေးတယ်။ဒီလိုရက်ဆက်တဲ့စကားလုံးတွေကိုပဲကြားနေရပြီးတော့ဖခင်အရင်ရဲ့ဥပိ္ပခါတွေကိုပဲခံစားနေရတယ်။သမီးလေးမိုးဆက်ချိုရဲ့ဘဝကတနာစရာကောင်းလာပါတယ်။ ်။ဒါကြောင့်ဖခင်အရင်ကအသေးမှပဲမဲ့မခံစားနိုင်တော့တဲ့မင်းသားကြီးနိုင်လူကတော့သူကဖခင်ဖြစ်ပေးပါမယ်လို့ဝမ်းနည်းစွာနဲ့ပြောလာခဲ့ပါတယ်။ဖခင်မြေကြငမ်းမွနေတဲ့တမီးလေးမိုးဆက်ချိုရဲ့ဖခင်အဖြစ်တာဝန်ယူပေးခြင်းမှာလေဆိုတဲ့လူချမ်းမင်းသားကြီးနိုင်လူရဲ့စိတ်တဘောရအပေါ်မှာပရိသတ်ကြီးလိုရောဘလိုမျိုးထင်ကြပါသလဲရှင်။အဆုံးတစ်ချီရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။